တရုတ်နဲ့ဆက်ဆံရေးဟာအရန်ခိုင်မာအားကောင်းတဲ့အခြေအနေမှာရှိနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကညွှန်းဆိုခဲ့ပါတယ်။နိုဝင်ဘာ24ရက်နေ့တုန်းကတရုတ်သမ္မတရှီကျင်းဖင်နဲ့ဖုန်းပြောခဲ့တဲ့နောက်ထရမ့်ကအခုလိုမှတ်ချက်ပေးခဲ့တာပါ။တောင်ကိုရီးယားမှာထရမ့်နဲ့ရှီတို့လူချင်းတွေ့ပြီးသတင်းပတ်တချို့အကြာမှာသူတို့နှစ်ဦးဖုန်းဆက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင့်တင်းဆုံးစူပါပါဝါနိုင်ငံကြီးနှစ်ခုချားမှာကုန်သွယ်ရေးဆိုင်ရာအပြောင်းအလဲမှုတွေတင်းမာနေတာကိုပြန်ပြီးဖြေလျှော့ဖို့ ်နှစ်ဖက်စလုံးကကြိုးစားနေပါတယ်။တစ်ဖက်မှာလည်းတရုတ်ဟာအမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်နဲ့တန်တမန်ရေးရာတင်းမာမှုတွေမြင့်တက်နေတာပါ။ထရမ့်နဲ့ဖုန်းပြောချိန်မှာရှိကတရုတ်နဲ့အမေရိကန်တို့ဟာဒုတိယကမ္ဘာစစ်တုန်းကအတူလက်တွဲပြီးဖက်ဆစ်နဲ့စစ်မိတ်စာဝါဒဆိုးတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ကြောင်းအတူလက်တွဲရယူခဲ့တဲ့ဒုတိယကမ္ဘာစစ်ရလဒ်ကိုဆက်လက်တည်မြဲအောင်ထိန်းသိမ်းဖို့နှစ်နိုင်ငံလုံးကကြိုးစားရမှာဖြစ်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ဒါအပြင်ရှိက ဒုတိယကမ္ဘာစစ်အလွန်နိုင်ငံတကာအခင်းအကျင်းတွေကိုတည်ငြိမ်အောင်ထိန်းညှိရမှာထိုင်ဝမ်ကျွန်းကတရုတ်ပိုင်နက်ထဲပြန်လည်ရောက်ရှိရေးဟာလည်းအထူးအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ပြောခဲ့ကြောင်းတရုတ်အစိုးရပိုင်းရှင်းဟွာသတင်းဌာနကဖော်ပြခဲ့ပါတယ်ထရမ့်ကတော့သူနဲ့ရှီတို့ဖုန်းပြောခဲ့ရမှာထိုင်ဝမ်ကိစ္စကိုထည့်ဆွေးနွေးခဲ့တယ်လို့မကြေညာပါဘူးအဲ့ဒီအစားသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ Truth မှာထရမ့်ကသူနဲ့ရှီတို့ဖုန်းပြောခဲ့တာကအတော်လေးကောင်းမွန်တဲ့အခြေအနေဖြစ်ခဲ့တယ်လို့ပဲရေးသားခဲ့ပါတယ် အမေရိကန်နဲ့တရုတ်ရဲ့ဆက်ဆံရေးအခြေအနေဟာအထူးခိုင်မာအကောက်နေကြောင်းတောင်ကိုရီးယားမှာအောင်မြင်တဲ့ဆွေးနွေးမှုတွေအပြီးသူနဲ့ရှီတို့အခုလိုထပ်ပြီးဖုံးပြောဖြစ်ခဲ့ကြောင်းလွန်ခဲ့တဲ့သုံးဘက်ကတွေ့ဆုံမှုအပြီးမှာကလေးကနှစ်နိုင်ငံဆက်ဆံရေးမှာထင်ရှားတဲ့တိုးတက်မှုတွေရှိလာနေခဲ့ကြောင်းထရမ့်ကဆိုပါတယ်သူကလာမယ့်နှစ်ဧပြီလထဲမှာတရုတ်ကိုအလဲပတ်သွားဖို့ရှီရဲ့ဖိတ်ကြားမှုကိုလက်ခံထားတယ်လို့2026နှစ်ကုန်ပိုင်းလောက်မှာတော့အမေရိကန်ကိုအလဲပတ်လာရောက်ဖို့ရှီကိုဖိတ်ခေါ်ထားကြောင်းလည်းပြောပါတယ် အောက်တိုဘာ30ရက်နေ့ကတောင်ကိုရီးယားမှာတွေ့ဆုံခဲ့ချိန် Trump နဲ့ Xi Du ဟာကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေကို short ချဖို့အခြေခံမူပေါင်းတွေကိုသဘောတူခဲ့ကြပါတယ်။တရုတ်ရဲ့မြေရှားတပ်တူတွေတင်သွင်းမှုနဲ့ပတ်သက်လို့နောက်ဆုံးအပိသက်သဘောတူညီမှုတွေကိုမကြာခင်မှာညှိနှိုင်းပြီးစီးဖို့မျှော်လင့်ထားကြောင်း American Bandai ဝန်ကြီး Scott Bexson ကပြောကြားထားပါတယ်ရှင်။